အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောညနေခင်းလေးဖြစ်ပါစေလို့ဒီညကနေပြီးအဆုမကောင်းတောင်းပေးလိုက်ရပါတယ်ဒီနေ့ညနေ9နာရီမှာဒါကျွန်တော်လာမယ့်တနင်္ဂနွေနေ့မှာကန်သွားမယ်ပွဲကြီးပွဲကောင်းတပွဲဖြစ်လာမယ်ဒါလက်ရှိဒါကျွန်တော်တို့အာဆနယ်ဒင်းနဲ့ဒါတော်တန်ဟော့စပတ်ဒင်းတို့ရဲ့အကျိုးရင်းခုံတန်ကြောင်းပြောပါဘုနော်ဒါအခုလက်ရှိဒီနေ့ပွဲစမှာတက်တစ်ကယ်ဘာညာရပြောမယ်ဆိုတာဆိုတာဆိုမယ်အခုတက်တစ်ကယ်ဘာညာရမပြောပါမယ်ဒါကျွန်တော်လက်ရှိမှာကျွန်တော်ရဲ့ဒါစိတ်ခံစားချက်ပေါ့နော်ကိုယ့်ရဲ့အသင်းကြောင်းလည်းဖြစ်တယ်တစ်ဖက်ကလည်းဒါကျွန်တော်လက်ရှိမှာလိလီတော့ဖြစ်တဲ့အာဆနယ်လူအသင်းမျိုးနဲ့တွေ့ရမယ်ဒီမှာဒါကျွန်တော်ဘက်လိုက် က်မှုဂင်ဂင်နဲ့အဲဘက်လိုက်မှုဂင်ဂင်နဲ့တော့ကျွန်တော်တို့သုံးသက်ပြီးမယ်ပေါ့နော်သုံးသက်တယ်ဆိုတော့ဒါအဲ့တော့ဒီနေ့ပွဲစဉ်ရဲ့လက်ရှိကွင်းတဲ့တိုင်းနဲ့စပြောင်းလို့ဒီနေ့ပွဲစဉ်ကွင်းတဲ့တိုင်းကတော့ Michael Oliver အကြီးအဆုံးက Michael Oliver ကိုလက်ရှိမှာဒါကျွန်တော် Arsenal ပြည်သက်တွေလည်းမကြည်မကြည်မဟုတ် Arsenal ပြည်သက်တွေလည်းဒါကျွန်တော်မကြည်သလိုဒါစပါးပြည်သက်တွေလည်းဘယ်သူမှမကြည်ပါဘူးစပါးပြည်သက်တွေက Michael Oliver နဲ့ပတ်သက်ဘယ်တော့ကမှဒါကျွန်တော်ဘယ်တော့ကမှ seriously အကောင့်ကွက်နဲ့တခါမှမရခဲ့တဲ့ဒိုင်လုံကြီးရတယ်ခုဖြစ်တယ် Arsenal ပြည်သက်ကဒီတိုင်းမှာဒါကျွန်တော် Michael Oliver နဲ့ပတ်သက်လာပြီဆိုရင် Arsenal ပြည်သက်တွေကဒါကြောင့်ဘယ်သူအဒီက ကတ်ရမလဲဆိုတဲ့ဥစ္စာမျိုးကိုစောင့်ကြည့်နေရတယ်မှာပါတော့ပြောချင်တာရှင်းပါတယ်နှစ်ဖက်အသင်းလုံးကဒါကျွန်တော်ဘယ်သူကမှဒါတော့ဒီ ဒိုင်လူကြီးနဲ့ပတ်သက်ပြီးဘဒုနဲ့မှကြည့်မရအောင်အဲ့တော့ဒိုင်လူကြီးနဲ့စကြတဲ့ကဒီဘွဲကငါတော်တော်လေးကိုစပြီးတော့တခုခုလွှဲတော့မယ်ဆိုတဲ့ feeling ကိုစရတယ်ဒီနေ့ပေါ်မှာတော့ကျွန်တော်လက်ရှိမှာအိမ်ကွင်းအကောင်းဆုံးသောအသင်းတွေတသင်းတွေလက်ရှိမှာအဝေးကွင်းအကောင်းဆုံးသောအသင်းတွေတသင်းတွေ့မယ်ဆိုတဲ့ကြောင့်မနှစ်သင်းလုံးကတော့ဒါကျွန်တော် overpower ရသူတို့ကသူတို့ဖြစ်နေတယ်အားစလက်ရှိမှာဒါကျွန်တော်အိမ်ကွင်း form မှာတော်တော်လေးကိုခြေစွမ်းပြထားတဲ့တသင်းလို့ပြောလို့ရလို့လက်ရှိမှာ Tottenham Hotspur အသင်းကအဝေးကွင်းမှာဆိုနံပါတ်1နေရာမှာတော့ယူထားခဲ့တဲ့နေထားမှာရှိတယ်စပါးအသင်းကအဝေးကွင်းမှာတပွဲမှာလက်ရှိချိန်ကြီးမရှုံးသေးတဲ့ Thomas Frank အသင်းတသင်းဖြစ်နေပြီးတော့ Arsenal ကလည်းလက်ရှိအိမ်ကွင်းမှာဒါက တို့လုံးဝမရှုံးနိုင်သေးတဲ့အသင်းသင်းဖြစ်နေစေဖြစ်တယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဘောနော်အဲ့တော့အာဆုံသင်းရဲ့လက်ရှိမှာဒါကျွန်တော်ခံစစ်အကောင်ဆုံးအသင်းဖြစ်နေတယ်တော်တန်ဟော့စပါသင်းကလက်ရှိမှာတိုက်စစ်အကောင်ဆုံးအသင်းတွေကသသင်းဖြစ်နေတယ်ဒါလက်ရှိမှာဒါကျွန်တော်တို့နှစ်သင်းလုံးကတော့ဘောနော်ဒါကျွန်တော်မြောက်လန်နဲ့အသင်းနှစ်သင်းလုံးမပြောတော့ဒါ tactically ရ balance အရန်ဖြစ်နေတယ်နှစ်သင်းဖြစ်နေတယ်ဒါပေမဲ့အာဆုံပြည်သက်တွေတော့မသိဘူးဗျဒီနေရာမှာကျွန်တော်အသင်းကြောင့်ကျွန်တော်စပြောမယ်ကျွန်တော်တို့ကလက်ရှိမှာအာဆုံအသင်းနဲ့တွေ့ပြီဆိုရင်တကယ်ကိုဒါကျွန်တော်တို့တဲထိတ်ရင်ဖူပွဲစဉ်တစ်ပွဲကျွန်တော်တို့ကကြည့်ရမယ်လို့မြင်တယ်အာဆုံသင်းကလက်ရှိမှာ form ရလည်းအကောင်ဆုံး big ဖြစ်နေတယ်စနလန်နဲ့ပွဲစဉ်မှာလည်းမတင်မှတ်ပဲနဲ့အမှတ်ရော့ခဲ့တဲ့ နေသားတစ်ခုကိုရောက်နေတဲ့အတွက်ကြောင့်မို့အာဆိုအသင်းအတွက်ဒီနေ့ပွဲစဉ်ကသုံးမှတ်ကမရဲမကဲလိုက်လို့ရမယ့်နေသားမှရှိတယ်။ဘာကြောင့်လဲ။အာဆိုအသင်းနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝလုံးဝအမှတ်ရော့လို့ရမယ့် facility မှာထပ်ပြီးမရှိတော့ဘူး။အစ်စ်နစ်ကဒါ Manchester City လို့အသင်းမျိုးနဲ့အာဆိုအသင်းက၄မှတ်ပဲကွာပြီးဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာဗျာပုံမှန်လေးပြောအာဆိုအသင်းနဲ့တရေတမှတ်ပဲရခဲ့မယ်ဆိုရင်တော့မှ Manchester City နဲ့နှစ်မှတ်လောက်ပဲကွာသွားမယ့်အခွင့်အရေးတစ်ခုရောက်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့အာဆိုအသင်းနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝတရေပွဲတော်ကန်လို့မရတဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တဲ့အနေအထားမှရှိတယ်။စပါးအတွက်ကလက်ရှိမှာဒါကျွန်တော်လီမာဒါ ကျွန်တော်တို့ဘူဒီရှင်ရပြန်ကြည့်မယ်ဆိုရင်ဒါ16မှတ်နဲ့တူဒါကျွန်တော်တူတင်5သိန်းလောက်က16မှတ်ကသွားနေတယ်စပါတင်ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်အဆင့်3လောက်ထိတက်လာနိုင်မှုအတွက်အခွင့်အရေးတွေရှိရတယ်ဒါပေမဲ့စပါတင်ကခုလက်ရှိမှာဒါအသင်းကြီးတွေတွေ့မယ်ဆိုရင် record ကတော်တော်လေးကိုဒါကျွန်တော်တို့ ဘာမှန်းကိုမသိတဲ့ခြေနေတခုစပါးသင်ကသွားတယ်လက်ရှိမှာစပါးသင်ကအသင်းကြီး9သင်းရှိတဲ့နေရာမှာကမ်းမဲ့သင်9ချင်းသင်ရှိတဲ့နေရာမှာ3သင်းမှာဒါကြောင့်တပွဲရှုံတပွဲတိုင်းတပွဲသေးဆွေရလက်သွားတယ်ယူနိုက်တက်ကိုတည်ကြတယ်ဒါကြောင့်လက်ရှိမှာစီးတီးကိုနိုင်တယ်ကျွန်တော်တို့ကဒါကျွန်တော်တို့အဲချက်စီးကိုဒါကျွန်တော်အိမ်ဝင်းကြီးမှာဒါကျွန်တော်တို့အဟိုဟာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ အဲရှုံးခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာစပါတစ်နှစ်ခုလက်ရှိမှာခြေစွမ်းရဆိုရင်တော့ဘာလို့လို့ဘာကံရမှမသိမဲနဲ့ဘဒုကိုမျောကိုပြီးဘာလို့မှမသိတဲ့အနေထားမှာရှိတယ်။နှစ်ပတ်သေးလုံးနေနှစ်ခုလက်ရှိမှာဒါတဲလူစင်းတွေကလည်းလမ်းပြန်ထွက်နေတဲ့အနေထားမှာရှိပြီးတော်တော်လေးကိုစိတ်ပြက်စရာနေထားမှာရှိတယ်။အခုလက်ရှိမှာဘလောက်ထိတောင်ကြီးရလဲဆိုတော့ဒါဖူမော့ကနေပြီးတော့ဒါရေးထားခဲ့တာစပါတစ်ကတိုက်စစ်မှုမရှိရတဲ့ကြောင့်မလို့ဒါဒိန်းစကာလက်ကတိုက်စစ်မှုနေရာမှာလုံမယ်ဆိုပြီးဒီမှာရေးသားထားခဲ့တာတွေ့ရမယ်။ဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုကြီးရမယ်အနေထားမှာရှိတယ်ပေါ့နော်။စပါတစ်နဲ့လက်ရှိမှာကန်ကောင်းသွားတာနောက်တန်းကလက်ရှိမှာလူစုံတက်ဆုံရှိမယ်။ ဒီနေရာမှာအာဆနိုသင်းကနောက်တန်းမှာလူစုံတက်ဆုံမရှိနိုင်တဲ့အနေထားမှာရှိတယ်။ဒီနေ့ပေါ်စမှာဒါကျွန်တော်ကြည့်မိတာပေါ့နော်။အာဆနိုသင်းနဲ့ကာလာဖီယိုရီကိုသုံးပါမလား။အာဆနိုသင်းလက်ရှိမှာအာတီနာနဲ့ကာလာဖီယိုကိုရစ်ယူပြီးသုံးပါမလားဆိုတဲ့မေးခွန်းကိုကျွန်တော်မေးရမယ်။ဒီပြအနေနဲ့လက်ရှိမှာဒါကျွန်တော်လက်ရှိသတင်းဌာနတွေကရောကာလာဖီယိုရီကဒီနေ့ပေါ်စမှာ ready ဖြစ်နေမယ်ဆိုတာမှန်ပေမဲ့တကယ်တမ်းနင်လားငါလားဟိဆိုတဲ့ movement တွေမှာဒီကစားသမားတို့ကြောင့်အာတီဒါရဲဆုံပြီးသုံးမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့မတွေ့ဘူးသေးတယ်ဟင်ကာဘီမော့စကာရာဒါကျွန်တော်တို့လက်ရှိ KR Saliba ဆိုတဲ့ဒါကျွန်တော်အတွဲဖက်ပုံစံမျိုးကြီးတွေ့ရမယ်လို့မြင်တယ်။အင်ဂိမ်းမှာဒါ3ဘက်ပုံစံ မျိုးပါညာလဲထူးဆန်းဆန်းတွေ့သွားနိုင်ရတဲ့အနေအထားမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ဒီနေ့ပွဲမှာကျွန်တော်အာစတိုအသင်းကခံစစ်ပိုင်းမှာဒါလူတွေရော့နေခဲ့ပေမဲ့တိတ်ပြီးစိတ်ပူစရာမရှိတဲ့အသင်းတစ်သင်းဆက်လက်ပြီးဖြစ်နေသေးဖြစ်တယ်ဒါပေမဲ့အာစတိုအသင်းကတဖြည်းဖြည်းနဲ့အခုလက်ရှိမှာတိုက်စစ်ပိုင်းကိုတိုက်စစ်ပိုင်းမှာလက်ရှိမှာဒီနေ့ပွဲစဉ်မှာယူဂရက်ကစပါနဲ့ပွဲစဉ်မှာပါဝင်ဖို့အတွက်ယာဂိုင်နုံးကတော်တော်လေးကိုနည်းနေသေးတယ်လို့သိရတယ်မှာပါတယ်အိုဒင်ကကဒီနေ့ပွဲစဉ်မှာစပါအသင်းနဲ့တွေ့လာဒါပေမဲ့ဒါကျွန်တော်ရက်ရက်မှာဒါစပါအသင်းနဲ့တွေ့မယ်ဆိုရင်တော့ဒါကျွန်တော်အချိန်ကြီးကောင်းတဲ့အနေအထားမှာရှိရလို့သတင်းတွေရသိရတယ်မှာပါအဲ့တော့ပွဲစဉ်ကအာစတိုအသင်းကပြန်ပါမဲ့လူတစုကလည်းပြန်ပါလာမှာဖြစ်သူမရမပါလာသေးမဲ့လူတစုကလည်း ပြန်မပါလာသေးဘူးလို့ပြောလို့ရမယ်အနေထားတစ်ခုကိုဆက်လက်ပြီးရောက်ရှိနေသေးလို့အနေထားမှာရှိတယ်လို့ပြောပြရစီပေါ့နော်အဲ့တော့အာဆိုသင်းတဲ့ဒီနေရာမှာဘယ်ဟာဘယ်ကိုဆက်သွားမှာလဲဘာကိုဆက်လုပ်မှာလဲအဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆိုသင်းကရှင်းတယ်ဒီနေ့ပွဲစဉ်မှာအာဆိုသင်းနဲ့တော်တန်ဟော့စပါသင်းကနောက်ဆုံးကံရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပရက်ရှာတစ်ခုတော့အာဆိုသင်းစီမှာရှိနေမယ်လို့မြင်တယ်။ဘာကြောင့်လဲအစ်စနစ်ကတာကျွန်တော်တို့မန်ချက်စတာစီးတီးကသူ့ပွဲကိုနိုင်အောင်ကန်ခဲ့လိုက်မယ်ဆိုရင်တော့အာဆိုသင်းနဲ့ရမှတ်အားဖြင့်လက်ရှိမှာတော့ကျွန်တော်တို့တူတဲ့တမတ်ပဲကွာသွားမယ်အနေထားတစ်ခုရောက်သွားမယ်။အာဆိုသင်းနဲ့ဒါပရက်ရှာကိုကောင်းတဲ့ပရက်ရှာတစ်ခုတူနေယူမလား။မကောင်းတဲ့ပရက်ရှာတစ်ခုနေနဲ့သူ့ကို ယူမလားဒါကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ့်အနေအထားမှာရှိရောကျွန်တော်အနေနဲ့မြင်နေ pressurize ရလက်ရှိမှာ arsenal သင်းကဒါကျွန်တော်တစ်ဖက်ကဒါ manchester city ပေးမဲ့ pressure ကိုဘယ်လိုမျိုးယူမလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့တော့ဒါကျွန်တော် don't crack under the pressure ဘောနော် city လက်ရှိမှာဒါကျွန်တော် city ရတော့ pressure အတိကျလိုက်ပေးမယ်လို့သိကြတဲ့နေမှာရှိတယ် arsenal သင်းကလက်ရှိမှာဒါနဲ့ပတ်သက်ပြီးဒါကျွန်တော် pressure အပြည့်ဝပေးမှာလားမပေးဘူးလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ့်အနေအထားမှာရှိရလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်က100%မြင်ပြီးရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒါ tottenham hotspur ဘက်ကိုပြောင်းကြတော့ tottenham hotspur သင်းကဒါကျွန်တော် manika လည်းတစ်ချက်ပြန်တွေ့ခဲ့မြင်ခဲ့ရတဲ့အနေအထားတစ်ခုကိုကျွန်တော်ဒါဆက်လက်ပြီးတွေ့မြင်ရတဲ့မှာပါအဲ့ဒါကပါလေကျွန်တော်အသင်းပရိသတ်တယောက်နဲ့ခုလက်ရှိမှာအာစတယ်ကိုနိုင်နိုင်လားရှုံးနိုင်လားဆိုတဲ့ရလက်ကိုကျွန်တော်တို့ကိုယ်တိုင်မသိတဲ့ပြဿနာပဲအာစတယ်ပရိသတ်တယ်လက်ရှိမှာတော်တန်ဟော့စ်ဘာတင်းကိုတို့အနေနဲ့နိုင်နိုင်နေဆိုတဲ့ feeling တစ်ခုကိုရနိုင်မယ်ဆိုတော့တေးကြတယ်ကျွန်တော်အနေအထားမှာကျွန်တော်ကအဲ့ဒါမရှိဘူးပြဒနာကအဲ့ဒါပဲလို့ကျွန်တော်ဒီကျွန်တော်ဝင်နေရတော့လက်ရှိမှာစပါးတဲ့ဒီကျွန်တော်ဒါမနေ့ကစပါးတဲ့နဲ့ပတ်သက်ပြီးဗီဒီယိုတင်တဲ့အချိန်မှာအောက်က comment မှာရေးထားခဲ့လို့ပဲကျွန်တော်တို့အသင်ဂိုးတော်တွင်းနိုင်ပါမလားဆိုတဲ့ feeling ကိုကျွန်တော်တို့ အဲ့ဒါကအမှန်ပဲလက်ရှိမှာ edge possible goal ကနေကျွန်တော်ပါကျွန်တော် form ကစိတ်ပြက်စရာအခြေအနေတခုကိုရောက်ရှိရင်ရောက်ရှိနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ at least တော့ငါတို့အသင်က performance count တခုကို display လုပ်ပြနိုင်မယ်ဆိုတဲ့ guarantee တခုရခဲ့တယ် Thomas Frank အနေနဲ့ခုလက်ရှိမှာသူ့အနေနဲ့ပေါ့နော်သူဘာဖြစ်ချင်လဲသူဘယ်သွားချင်လဲဘာလုပ်ချင်လဲသူ့အနေနဲ့ကောင်းကောင်းကြီးပြတ်သားတင်တယ်လို့မြင်တယ်သူ့အနေနဲ့လက်ရှိမှာဒါကျွန်တော်မဲ့မဲ့ရရဒါကျွန်တော်တို့ ဘရန်ဖို့တုန်းကအသင်းကြီးနဲ့တုန်းကတကယ်ကိုကောင်းခဲ့တဲ့နီးပြတစ်ယောက်ဘယ်များရောက်နေသလဲဆိုတဲ့အနေအထားတစ်ခုကျွန်တော်ပြန်ပြီးတော့ဝေဝါးနေနေတာမှရှိတယ်။ Thomas Brand ကိုယ်တိုင်ကတခါခါကျရင်တရေဘောတအားကြောင့်လွန်တဲ့ဒါကျွန်တော်အနေအထားတစ်ခုကိုရှိနေတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်။အတိတ်ကလည်းရှိဒီနောက်ပိုင်းမှာ risk တအားယူတဲ့အနေအထားမှာရောက်လာခဲ့တယ်။ဒီမှာ Arsenal ကိုယ်တိုင်ကလည်းဒါဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့အနေအထားတစ်ခုကဒါကျွန်တော်အတိတ်ကိုယ်တိုင်ပဲ risk ယူတဲ့နေရာမှာအရင်ယူပြီးတော့ risk မယူတဲ့နေရာမှာလည်းလုံးဝမယူတဲ့ပုံစံမျိုးတွေကိုတွေ့ရမယ်တဲ့မှာပါတယ်။လက်ရှိမှာဒါညောင်းလန်တန်အသားနှစ်သင်းလုံးကရည်ရတာဘာလို့ဆိုအခုလက်ရှိ Daniel Luzin ကိုပြန် ကြည့်မယ်နှစ်သိန်းပေါင်းပြီးတော့ဒါကျွန်တော်တေချာတကူကအရန်လူစင်းနေနေပဲဒါကျွန်တော်တစ်ဖွဲ့တစ်ဖွဲ့ဘောလုံးခွဲကန်လို့ရတယ်ဒီမှာပါတယ်အာဆောတင်းမှာဆိုတော့လက်ရှိမှာကစားသမားတိုင်းအတန်းလူစင်းကတိုတယ်10ရောက်နေပြီစပါတင်းမှာဒါတိုတယ်တဲ့လူစင်းကဒါကျွန်တော်တို့တိုတယ်12ရောက်နဲ့73ရောက်နေရှိတယ်လို့သိရတယ်ဒီမှာပါတယ်ပေါ့တော့စပါတင်းတကူလက်ရှိမှာဒါကျွန်တော်တို့တိုက်စစ်မှုတွေကတောင်မန်တွေကရှိသမျှကစားသမား100မှာ99ရောက်လောက်ကဒဏ်ရာရနေတယ်ပြဿနာကစပါတင်းအခုလက်ရှိမှာအဓိကကစားသမားတိုက်စစ်ပိုင်းကြီးပဲအကုန်လုံးကဒဏ်ရာရနေတယ်လက်ရှိတိုက်စစ်မှုဒါဒေါမနစ်ဆိုလန်ကီကိုတိုင်ကလည်းဒါတော်တန်ဟော့စပါနဲ့ပွဲစဉ်မဟုတ်စပါအာစနယ်နဲ့ပွဲစဉ် ော့မပါဝင်လာနိုင်ဘူးဆိုတာကိုလည်းတရားဝင်တာကျွန်တော်အတည်ပြုထားခဲ့ပြီးဖြစ်တယ်အဲ့တော့စပါတင်ရဲ့လက်ရှိမှာကစားသမားတော်တော်များများကလုံးဝလုံးဝကိုမပါဘူးကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာဘယ်ကစားသမားပါမလဲကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးအဲ့ဒါကလက်ရှိမှာကျွန်တော်ရဲ့အသင်းရဲ့အဓိကပြဿနာအကြီးမားဆုံးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာပြိဿကုံလည်းတော်တော်လေးကိုတွေ့ဝင်နေပြီးတော်တော်လေးကိုဝေဝါးနေလို့ကျွန်တော်အနေနဲ့မြင်မယ်လို့မြင်တယ်အဲ့တော့လက်ရှိမှာအာဆီရဲ့ပေါ်စံမှာကိုယ်နေတဲ့ confidence ရှိတော့လုံးဝမရှိဘူးဘာလို့ကိုယ်အသင်းကိုမယုံကြည်တာတော့မဟုတ်ဘူးကိုယ်အသင်းရဲ့လက်ရှိမှာဘယ်ကစားသမားပါနိုင်မလဲဘယ်ကစားသမားမပါနိုင်ဘူးလဲဘယ်ကစားသမားကောင်းနေလဲဘယ်ကစား ားသမားမကောင်းဘူးလဲဆိုတဲ့အရာကိုကျွန်တော်တို့ကိုယ်တိုင်ကဝေဝါးနဲ့ထွေထွေပြပြဖြစ်နေတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားတယ်လို့မြင်တယ်။အာဆာတင်းတို့လည်းရှိမှာဗျာကျွန်တော်သိတယ်။ဒါအိုဒင်ကဒီနေ့ပွဲစမှာပြန်ပါလာဘူးတော့ရာခိုင်နှုန်းတွေများနေပြီ။ဒီနေ့ပွဲစမှာမာတင်နယ်လေးမှာပါလာနိုင်သေးဘူး။ဒီနေ့ပွဲစမှာဒါတချို့ကစားသမားတွေရှိမယ်။ဒါတော့ကုသကစားသမားတွေမရှိဘူး။ဒါကျွန်တော်တို့ trust ဆက်ဟိုနာဘယ်လိုပဲကျွန်တော်တို့လည်းရှိမှာ ကလာဖီယိုရီဆိုဘလူဟိုဟာဆိုဘလူဒီယာဆိုဘလူဒါအာဆနယ်ပတ်သက်တော့ at least တော့ transparency ရှိတယ်ကျွန်တော်တို့မှလက်ရှိမှာအဲ့ဒါနဲ့ပတ်သက် transparency မရှိဘူးလက်ရှိမှာကျွန်တော်တို့ဒါဆိုလန်ကီဒယန်ရောက်တာကျွန်တော်တို့အာဆနယ်ပွဲစဉ်မပါလာနိုင်ဘူးဆိုတာအသင်းဘက်ကထုတ်ပြန်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့လက်ရှိမှာဒါမမဲရဆိုလန်ကီကသူ့အနေနဲ့ဒါ stranger thing ရဲ့ဒါကျွန်တော် interview ကိုဖြေတဲ့အချိန်မှာမှသူ့အနေနဲ့ပြောလိုက်တာကျွန်တော်တို့မှာလက်ရှိမှာဘောသုံးသမားတွေရဲ့နေ့တတူဝါလာ lifestyle မှာ like ကြည့်နေရတဲ့ဘွားရောက်သွားပြီပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာကျွန်တော်ကမန်နေဂျာကိုအသင်းနဲ့ပတ်သက်ပြီးကိုက confident မရှိဘူးအာဆာပိတ်သက်တွေကလုံးဝ different scenario မှာဖြစ်မယ်လို့ကျွန်တော်နေမြင်တယ်လက်ရှိမှာဒါကြောင့် Arsenal သစ်တော့ကဒီနေ့ပွဲစမှာအင်မတန်မှဒီသုံးမှတ်ကဘယ်လောက်ထိအရေးကြီးမလဲဆို Arsenal ပြိတက်တီအတိဆုံးပဲဖြစ်ပါမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတောင်းကပြောပါဗျာအားလုံးမကြိုးတူပါရဲကောင်းမွန်တော့ဒီနေ့ဖြစ်ပါဆိုစုမုံကောင်းတောင်းပြီးနေပဲမြန်မာလက်ကလေးပြကြပါဗျာမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါရဲကျွန်တော်တောင်းကပြောပါဗျာ Divo ဗျာ